ီကောက်တော့မန်းလေးကိုရောက်ရင်တစ်ခါတစ်ခေါက်လောက်တော့စားကိုစားကြည့်တဲ့နဲ့ခေါက်ဆဲဆိုင်ဒီဇိုင်းနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီဇိုင်းလေးကရသမျှမီနူးအားလုံးကအရသာအယမ်းရှိတဲ့အတွက်ကြောင့်မလို့တကူးတကကြော်ညာစရာတော့မလို့ပဲအားလုံးသိနေပြီးသားဆိုင်လေးဒီဇိုင်းဆိုရင်လည်းမမားပါဘူးဒီဇိုင်းလေးမှာကျွန်တော်ကတော့၃မျိုးစားခဲ့ပါတယ်၃မျိုးလုံးကျွန်တော်စိတ်တိုင်းကြားတဲ့အပြင်အရသာနဲ့ပတ်သက်ပြီးတော့အယမ်းကိုစိတ်တိုင်းကြားခဲ့ရတဲ့ဆိုင်လေးဒီဇိုင်းမလို့ကျွန်တော်တေချာလေး vlog လေးရိုက်ပြီးတော့တင်ပြလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေကမန္တလေးကိုအလဲသွားပြစ်တယ်ဆိုရင်ဒီဂျင်းတစ်ခါတော့လုံးဝကိုစားကြည့်တဲ့ဆိုင်လေးဖြစ်ပါတယ်ခင်ဗျာ ီဇိုင်းလေးကတော့ဗမော်ကနေပြီးတော့မန္တလေးမှာလာဖွင့်တယ်။အားလုံးသိနေပြီးသားဖြစ်တဲ့ဗမော်နှကွင်းဆိုတဲ့စိုင်လေးပဲဖြစ်ပါရယ်ခင်ဗျာ။ဒီဇိုင်းရဲ့မုံငင်းကျင်လေးကလည်းတော်တော်ကိုစားကောင်းပါရယ်။နိုင်ယောပေါ်ရ၊ကျပ်ပေါ်ရမယ်၊ဝက်ဆွတ်ရမယ်။ကျော်ဝါလေး။ကျင်ရတယ်။တုံးဟွန်းလေးပြပါခင်ဗျာ။တုံးဟွန်းလေးပါနဲ့ထည့်မယ်။အာဘာရှိလဲမသိဘူး။ရာကွေးရတယ်၊ရှမ်းရတယ်၊ဆန်စီရတယ်၊ဆန်ပြရရတယ်။အာဆန်စီပြပါ။ 哦。奶油光明鲜，奶油的明显，奶油光明鲜，对，发色了。俺们没看到葱奶油的葱呗。豆腐味的。豆腐味三三四号。好，我打呢。我打。你你切哦。啊，亲，别那有朋友。 ဒါကတော့ကျွန်တော်ပထမဆုံးမှာခဲ့တဲ့စန်စီတိုဟူနွေးဖြစ်ပါတယ်3000ကျပ်ပါခင်ဗျာကျွန်တော်ကရှက်ခောက်ဆွဲတဲ့တိုဟူနွေး crazy ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တိုဟူနွေးကြိုက်တယ်ဆိုရင်တော်တော်ကိုကောင်းလို့ပါခင်ဗျာစိုင်တိုင်းမှာစားပြစ်ပေမဲ့တိုဟူနွေးကိုကုန်အောင်ကျွန်တော်မစားဘူးပါဘူးခင်ဗျာဒီတိုဟူနွေးလေးကတော့တော်တော်ကိုစိတ်တိုင်းကြခဲ့ရပါတယ်အရသာအချူရောအငံရောလေးလေးပင်ပင်လေးနဲ့တော်တော်ကိုစားလို့ကောင်းပါတယ်။ဟင်းရည်လေးကလည်းကျွန်တော်ရဲ့စိတ်တိုင်းကြားခဲ့ပါတယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်ပထမဆုံးစားခဲ့တဲ့ဆန်စီတိုဟူနွေကိုဝက်သားလေးနဲ့ပါဒါက3000ကျပ်ပါခင်ဗျာ နောက်ပြီးရင်ကျွန်တော်မှားထားတာကနန်ယိုးပေါင်းမီးရှည်ကိုကျွန်တော်ဝက်သားအနှစ်ချက်ကလေးထပ်ပြီးတော့အဲ့ဒွန်ထည့်ထားတာဖြစ်ပါတယ် ါလေးကတော့နန်ယိုးပေါင်းမီးရှိကိုဝတ်သားအနှစ်ချက်ထပ်ထည့်ထားတာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့9000ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်စားဘူးတဲ့မီးရှိတွေထဲမှာဒီမီးရှိကိုကျွန်တော်အကြိုက်ဆုံးပါခင်ဗျာတော်တော်လေးစားလို့ကောင်းပြီးတော့တော်တော်လေးကိုကျွန်တော်ကြိုက်ခဲ့ရပါတယ်စိတ်တိုင်းလည်းတော်တော်ကြားခဲ့ပါတယ်ခင်ဗျာတပွဲရဲ့ပိုရှင်များသလိုအသားပါဝင်မှုလည်းများပါတယ်ခောက်ဆွဲဟင်းရည်အရသာဘာမှပြောစရာမလိုပဲနဲ့တော်တော်ကိုစားလို့ကောင်းပြီးတော့တော်တော်လေးကိုကျွန်တော်ဂရင်းတွေးခဲ့ပါတယ်ခင်ဗျာ ဒါလေးကတော့ဖတ်ထုတ်စီချက်ကိုဝက်စတူးနဲ့ဖြစ်ပါတယ်ခင်ဗျာဒီဟာလေးကတော့8000ပေးရပါတယ် ဖတ်ထုတ်သားဤလေးနဲ့အရသာတိတိမိမိလေးစားခဲ့ရတာကြောင့်ဒီဟင်းပွဲလေးကိုလည်းကျွန်တော်အမှတ်တရအပြည့်ပေးပါရခင်ဗျာကျွန်တော် တော်တော်လေးစိတ်တိုင်းကြခဲ့ရတဲ့ဟင်းပွဲလေးဖြစ်ခဲ့ပါတယ်ဒီဆိုင်မှာကနန်ငင်တုတ်တို့ဘာလို့လဲနာမည်ကြီးတယ်ကြက်ချီတော့တို့ဘာလို့လဲစားကောင်းတယ်ဆိုပေမဲ့ကျွန်တော်ကတော့အဓိက main အစားအစာလေးတွေကိုပဲကျွန်တော်စမ်းပြီးတော့စားခဲ့ပါတယ်ကျွန်တော်စားခဲ့တဲ့၃ပွဲလုံးမှာ၃ပွဲလုံး၃မျိုးလုံးအမှတ်အပြည့်ပေးပါရတယ်ကျွန်တော်တော်တော်ကြိုက်ပါတယ်တော်တော်လေးလည်းစားလို့ကောင်းပါတယ် ျွန်တော်ကိုရိုင်လည်းနောက်တစ်ကောက်မန္တလေးကိုရောက်ဖြစ်ခဲ့ရင်ထက်စားပြင်းမဲ့ဆိုင်ထဲမှာထိတ်ဆုံးကပါသွားပါပြီခင်ဗျာဒီဆိုင်မှာကျွန်တော်သွားစားတဲ့အချိန်မှာမှတ်တရလေးတခုရှိခဲ့ပါတယ်ဆိုင်ရှင်အန်တီကကျွန်တော်တပွဲပြီးတပွဲမှစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ရပွဲတွေဘယောက်သွားလဲလို့ကျွန်တော်မေးတာကိုခံရပါတယ်ဒါလေးကတော့ရည်စရာမှတ်တရလေးဖြစ်ပါတယ်ခင်ဗျာဒီဆိုင်ရဲ့မုံညင်းကျင်လေးကိုလည်းကျွန်တော်တော်တော်ကိုကြိုက်ပါတယ်ခင်ဗျာတော်တော်လေးစားလို့ကောင်းပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင်လည်းသွားစားဖို့ကျွန်တော်အကြံပေးပါတယ် ဆိုင်လေးကတော့မန္တလေးမြို့23လမ်း83နဲ့84ကြားဖြစ်ပါရယ်ခင်ဗျပါရဂူ24နာရီစေကန်းပြီးမှာပါခင်ဗျကျွန်တော်စားခဲ့တာ3မျိုးပေါင်းကိုတပေါင်းခွဲသာကြားတင်ခဲ့ပါရယ်ခင်ဗျတခြားဆိုင်မှာစားရင်ဒီထက်မကပိုပြီးတော့ကြားနိုင်ပါရယ်ခင်ဗျဒီဆိုင်လေးကအရသာကောင်းတဲ့အပြင်ဈေးတန်းလေးလည်းတော်တော်လေးကိုတက်တာရတဲ့အထင်မှာပါပါရယ် ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးတဲ့သူတူတယောက်ချစ်စီတန်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမျိုးမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲတတ်တာ